ိမတိရလင်းနဲ့ဆိုရင်အရင်အကြတယ်အော်နော်ဘာပြောအာနေထိုင်မှုတွေမာရီပါရီဆိုတော့ခါကြာလေအဲ့လိုစိတ်ကူးရင်မိုးတော့မရှိဘူးဒါပေမဲ့လေဖြစ်လာခဲ့ရင်တော့မိန်းကလေးပဲကွယ်လိုချင်တာပေါ့ဒီမှာကအကောင်းဆုံးဆိုတာလိုချင်တဲ့ဒီဒီမျိုးမဲ့မတင်ပြည့်ချက်မရှိတော့အမျိုးကောင်းသားလိုက်လည်းမရှာသလိုအဲတိတ်လည်းအာရုံမရှိဘူးဘာလို့ဆိုတော့အခုနေများတယ်ဆိုတော့မြင့်တော့ကြောက်တာလည်းပါပါတယ်ဟိုပေါ့နော်ဒီအိမ်နာမှုဆိုတဲ့အရာ အာဒီနေ့ဒါပြည့်စုံရှင်ပေါ့နော်အာဒီနေ့ကတော့26 29 28ဆိုပြီးတော့ဒါရန်ကုန်မြို့ဒါ Time City ရဲ့ Jewelry Mall မှာပေါ့နော်အာပြည့်စုံရှင်ကနေပြီးတော့ရှိနေပါမယ်ဒါသတင်းကြိုကြိုက်ရတာအထူးစရံပွဲတော်ကြီးဖြစ်ပါတယ်အာဒီမှာဆိုရဲဒါပေါ့နော် Jewelry ဒီသတင်းကြိုစရံပွဲတော်ဖြစ်တဲ့ကြောင့်မလို့အာ promotion နဲ့ discount လည်းအများကြီးပေးထားပါတယ်ဒါကြောင့်မလို့စင်ရီတန်တန်နဲ့အကိုလံဘီယာမြရတဲ့မွန်ရွှေတွေပေါ့တခြားအာ90ကရ sorry 80ကရပေါ့နော်ဆိုတော့အဲ့လိုဟာကြီးကြည့်နေ ဆိုတော့ပြည်စုံရှင်ကိုလာခဲ့လို့ရပါတယ်လို့ဖိတ်ခေါ်ပါရယ်။သူရဲ့တိုင်ရှိနေပါမယ်။အထူး discount နဲ့ရှိပါမယ်။အဲနောက်ရက်တွေမှာလည်းပုံမှန်ဆိုင်ဖွင့်ရင်လည်းဖွင့်ပါမယ်လို့တရင်ကောင်းလေးပေးပါကြပါမယ်။ခုနကမှအမအကိုစနေသေးတယ်။ဒီဆွဲကြိုးလေးဆွဲလိုက်ရတာလို့အချစ်ခံရတဲ့မိန်းမတစ်ယောက်ရဲ့မူရသွားတယ်။အာဘာလို့ဒီအသေးပုံလေးကွာတိလားအဲ့လိုလေးဆိုတော့လေအော်ဒီဟာလေးကိုဝေးရတာကုတ်ကုတ်ကုတ်ပေါ့နော်လို့အချစ်ခံနေရတဲ့အမျိုးသမီးတစ်ယောက်ဆိုတော့စိတ်လေးအရရသွားတယ်အဲ့လက်ရှိရလဲလို့အချစ်ခံနေရတယ်ပေါ့နော်ပြည်ချင်တာတစုံတစ်ယောက်ရေလို့မဟုတ်ဘူးရှေ င်ဆိုတော့ဒါကြောင့်အတူအကိုတွေအမတွေပြည်သက်တွေအားလုံးကကိုယ့်ကိုချစ်တယ်ကိုယ်ကြိုးစားမှုကိုအရင်အပေးလာတဲ့လူလူတွေတယောက်ချင်းစီကြရဲ့မေတ္တာလေးတွေရတော့အမှန်တမ်းပြောဒီကာလာလေးကအဲ့လိုကိုယ့်ကိုကိုယ်ကိုယ်တိုင်ကလည်းအချစ်ခံနေရတယ်ပေါ့နော်အဲ့ဒီစိတ်ကလေးအဲ့ဒီရဲ့အာဘယ်လိုပြောရမလဲနော်အဲ့စိတ်လေးကိုယ့်ရှိမှရောက် เนาะยังจีบัวเอ้ยบ่เนาะตะมตู้บ่อัจฉิคันได้เมงเลจ้าตัวเลยบ่าเว้ลุลุตัวฉิดนี่ย่อเลยนั่นโหลยังจีบุเลยคอนฟิเอนเอ้ยอย่ายังเนาะติมาจ้ากันกันน่ะติมาเนาะกูก็ยังจีบุชื่อเลยติอ่ะมากูจะเอาไอ้โหลเหมือนกันไอ้โหลบ่เนาะอกงเนี่ยฉิชินนี่ย่าพี่ก็ปုံซันเลยไอ้โหลกูหลบบ่กูหลบไม่ติอูไอ้ไล่อยู่เยตนาดิวินไอ้โหลโปโปพี่รอหน่าเนี่ยเนาะโปพี่รอทินเนี่ยพี่รออะหน้าตุงาเลยโปไฉ่แท้ အဲ့လိုမျိုးလေးဖြစ်နေလို့ကိုယ့်ကိုခံစားရတယ်။အမရွှေပဲဝွဝဲပေါ့နော်စိန်နေဗလမားလေးအဲ့လိုပေါ့အထုကဲလို့လက်ဝှေ့ရတနာရင်လည်းပတ်သက်လာရင်အဲ့လိုကိုကအဲ့လိုအကြည့်တက်ပွင့်နေပြောမလားပေါ့နော်ကြက်သေးရှိကိုကိုကိုလည်းကျေနပ်နေတယ်အဲ့လိုအဲ့လိုပေါ့နော်တံမိုးကြီးတဲ့ပစ္စည်းလက်ဝှေ့ရတာလေးဝင့်နေတဲ့အချက်အာပေါ့နော်မိမတရားနေနေဆိုရင်အရင်အကြတယ်ပေါ့နော်ဘာပြောအာနေထိုင်မှုတွေမာရီမာရီဆိုတော့ခါကြတယ်အဲ့ကိုကိုတိုင်းဆိုတော့အဲ့လိုမတွေးမိဘူးမတွေးဘူးဆိုတာကလေ နော်မြစ်စွာအသက်နည်းနည်းလေးလေးအရွယ်တခုလည်းရောက်လာတာလည်းပါမှာပေါ့နော်ဆိုတော့ခါကြတော့အဲ့လိုစိတ်ကူးရင်မို့တော့မရှိဘူးဒါပေမဲ့လည်းဖြစ်လာခဲ့ရင်တော့မိန်းကလေးပဲကွယ်လိုချင်တာပေါ့အကောင်းတကအကောင်းဆုံးဆိုတာလိုချင်တဲ့ပြည့်ပြည့်မျိုးမဲ့မထင်ပြည့်ချက်မရှိတော့အမျိုးကောင်းသားလို့ကျင်တော့ပေါ့ကိုကသာမိုက်နေစိုးနေတိမကိုကသာလျှက်ပေါ်လော်လီနေမယ်လေဒါလူတိုင်းမဲကောင်လေးတွေဘလောက်ပဲပူပူရှိရှိသူတို့ပေါ့နော်ရီမန်းနဲ့မြသွေးဆိုတကယ်ကိုတိမ်မွေ့ရင်ကြီးရဲ့လူမျိုးလို့ကျင်တာအဲ့မဲ့လည်းအဲ့လိုပဲပေါ့ကောင်းပြီးညွန့်ပြီဆိုတော့ ပြစ်အပြစ်ချက်မရှိတော့မျိုးကောင်းသားလေးတော့လိုချင်တာပေါ့ဒါပေမဲ့လည်းအဲ့ဒါယူလိုက်လည်းမရှာသလိုအဲတိတ်လည်းအာရုံမရှိဘူးဆိုတော့အပူတွေများတယ် ကျွန်တော်မြစ်တော်ကြောက်တာလည်းပါပါလေဟိုပေါ့နော်ဒီအိမ်နာမှုဆိုတဲ့အရာအဲ့လိုအရာတွေမြစ်တော်နည်းနည်းကြောက်တယ်ပဲရောက်သွားတာပေါ့နော်အရွယ်တစ်ခုကြောက်အဲ့တော့မြစ်တော်ကတော့အားကြုံမှတပါအချမ်းရှိပါလို့ပြောချင်ပါတယ်။ကျွန်တော်ဆက်လက်တောက်ပါလို့ပြောတာ။အဲအဲ့လိုလေးဖြစ်ဖို့အတွက်ကနေ့တွေအများကြီးစောင့်ရတယ်။စောင့်ရတယ်ဆိုတာမဟုတ်ဘူး။ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကိုယ့်ရဲ့လေကိုလက်လှုပ်ရှားအားကစားအဲဘရလူတိုင်းအောင်ထင်တာပေါ့နော်။ဟာဂျင်းတော့ဆက်ပြီးဆွဲပြီးပြန်လာတယ်။အဲအဲ့လိုမျိုးဖြစ်နေမှာကိုယ့်အဲ့လိုမဟုတ်တော့ဘူးနော်။ဟာဟုတ်တယ်တိတိကျကျစော့တာပဲ။တိတိကျတကယ်စော့ရင်ကျမ်းမာတဲ့နေထိုင်မှုမှာနေရင်ဒီလိုအရွယ်မ မာလည်းဒီလိုမျိုးလေးပေါ့နော်အနေထားတစ်ခုမှာရှိနေနိုင်သေးတယ်ဆိုတော့ပေါ့နော်အတွေးလေးတွေအဲ့လေးတွေကိုပေးလိုက်နိုင်တယ်အဲ့မဲ့သူကပေါ့နော်အားလုံးကိုလှုပ်လေး message လေးပေးနိုင်တယ်ဆိုတော့အရန်လည်းတကယ်ကျေးဇူးတင်ပါတယ်အရန်လည်းဝမ်းမြောက်ရတယ်ဝမ်းလည်းဝမ်းသာရတယ်ဒါဆိုအမျိုးသမီးရဲ့ခါကြတော့ငါမလားတော့ဘူးငါအသက်ကြီးသွားရငါရုပ်ဆိုးသွားမှာအဲ့ဒီရဲ့စိတ်ဖိစီးမှုကိုအဲ့မဲ့သူကမဟုတ်ဘူးအဓိကကကိုယ်လည်းလောက်ချာအားကစားလုပ်ရမယ်ပြီးတော့လည်းခါကိုယ့်ရဲ့ စားသောက်မှုနေထိုင်ပုံစံအကျမ်းမာရေးနေခြင်းတဲ့ healthy life မှာနေမယ်ဆိုရင် ပေါ့နော်အရွယ်တစ်ခုတည်းကိုကပေါ့နော်အာတင်နောက်တင်နေဖြစ်တဲ့လှပနိုင်သေးတဲ့နုပြိုနိုင်တယ်ဆိုတာကိုပြပြခွင့်ရတယ်တကယ်လည်းအရန်ကိုလည်းအရန်ဒီဝမ်းသာရတယ်အဲ့လိုအဲ့လိုမျိုးလေးကိုမလေးဖတ်ရတဲ့အခါကျလည်းအရန်ပျော်ရွှင်တယ်ငါငါပေါ့နော်ဖြည်းဖြည်းချင်းနဲ့သွားရချိုးဖြည်းဖြည်းချင်းနဲ့ငါနေထိုင်မှုဖြည်းဖြည်းချင်းနဲ့ငါဂျင်းဆော့ရချိုးနဲ့တယ်လို့ခံစားရပါတယ်အဲ့တော့မင်းတို့ကဆက်စမှုတစ်စုကနော်ဒါလုတ်ခဲ့ရအောင်ဟုတ်တယ်ဟုတ်ဒါလေးကိုပြသပြပြောပြပါဦးချိုးကိုရင်အဟုတ်ချင်းဆော့ချင်းဖြစ်မယ်အဟုတ်တယ်ဟုတ်တယ် အတော့လေဟိုမြို့သမီးတွေပေါ့နော်ကိုလက်လို့ရအားကစားဘယ်သူပဲဖြစ်ပါမစေတော့လေရေရှည်လေးတော့ဖြည်းဖြည်းချင်းဆွဲလို့ပေးရမယ်ဒါဆိုအချိန်တစ်ခုမှမှတိတာလားချက်ချင်းသိဖို့ချက်ချင်းကြီးကျင်တာလွယ်အဲ့လိုတော့ပေါ့နော်ပရိုတီးနေပါလေအဲ့လိုမျိုးတွေနေပေါ့နော်လောက်လို့ရပါမယ်ရေရှည်ကြည်ကြည်လစ်လစ်နဲ့တဘာဝချတဲ့ခန္ဓာကိုယူဖို့ဆိုတော့အချိန်လေးပေးမှရမယ်အမြင်နဲ့ဝရိယလေးထုတ်သွားမယ်တနေ့ကိုတနာရီတနာရီခွဲအဂျင်းစော့မှာတနာရီလမ်းမှာဟိုသွားတည်သွားပေါ့နော်ဂျင်းသွားမယ်ဂျင်းပြန်မယ်တနာရီခွဲနာရီခွဲပေါ့ဆိုတော့တနာ ဲ့ခွင်းတော်လေးအချိန်ပြေးလိုက်ပါဆေးမှုလည်းတက်တာသလိုအရွယ်တစ်ခုမှလည်းအရန်ကိုကိုယ့်ရဲ့ပုံမှန်သဏ္ဍာန်ကမမြက်လေးကိုနည်းနည်းပေါ့နော်ပို့ပြီးတော့အရွယ်တစ်ခုမှထိန်းထားနိုင်တယ်လို့အဲ့တော့အကြံဉာဏ်လေးပေးချင်ပါတယ်ပြောချင်တာကရေရှည်ဆွဲပြီးလုပ်ပါဘာလို့မှနောက်မကြပါဘူးအသက်40ကျော်လို့ငါနောက်ကျနေပြီငါကျင်ဆောက်လို့မရတော့မဟုတ်ပါဘူးကိုနိုင်တဲ့လောက်အလေးလေးနဲ့စပြီးဆော့လို့ရတယ်အဓိကပြည့်သူရဲ့ခန္ဓာကိုယ်မာဆယ်က လေ့ကျင့်ပေးရမယ်ဗောတကယ်ဆိုမနှိုးတာကြတဲ့ဆက်တွေမနှိုးတာကြတဲ့အမအဲအကုန်းနေရပြန်ဖွင့်အဆင်မပြေတော့ဘူးအဲ့လိုမျိုးပေါ့အမြဲတမ်းရန်နေရကိုလေပက်ပေးနေကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဒီဒီဒီဝါဖြစ်စင်တွေလည်းအမြဲတမ်းမဆယ်တွေလည်းအမြဲတမ်းလှုပ်ရှားပေးနေမယ်ဆိုရင်အဖြည်းဖြည်းနဲ့ကိုလိုချင်တဲ့ကိုယ့်ကိုရောက်လာမယ်ဒါတော့အမခံပါဘူးလေကျွန်တော်